တွေ့ရမယ့်အသက်အရွယ်ကြီးရင်တဲ့ဘူဝရီအတွက်နားခွေရဘူဝရီသာဆောင်ကိုမြောက်ကလာပါမြို့နယ်မှာစောက်လုပ်နေပါတယ်။ဒေါ်ညွန်ပါတဲ့ရဲ့ပြပုချက်မှာရှုစားနိုင်ပါတယ်ခင်ဗျာ။အသက်အရွယ်ကြီးရင်တဲ့အဖိုးဘွားတွေကိုပြုစုစောက်ရှောက်ဖို့မွန်မြတ်စိတ်ဓာပရဟိတအဖွဲ့ကဘူဝရီသာတစ်ခုကိုစောက်လုပ်နေတာဖြစ်ပါတယ်။အစာဦးစောက်လုပ်ပြီးသွားရင်ခိုခိုးရမယ့်အဖိုးဘွားတရာလောက်ကိုလက်ခံပြုစုသွားမှာဖြစ်ပြီးစံမာရေးစောက်ရှောက်မှုကိုလည်းထားရှိသွားမှာပါ။အဲဒီမှာတော့အခုဒါကျွန်တော်တို့အခမဲ့ဆေးဦးကန်းနဲ့ဒီဘက်ကတွေ့ရမယ့်အဖိုးဘွားတွေအဲ့အတွက်ကျွန်တော်တို့ ဆောင်းมาဖြစ်ပါတယ်တွေ့ရမယ့်ဖိုးဘွားဆိုဂီတာနာတွေ့ရမယ့်ဖိုးဘွားတွေတော့ဗောနော်ဘဝရေးသားနဲ့အတူရက်ွက်အတွင်းကပြည်သူတွေအတွက်အခမဲ့ကျမ်းမာရေးဆောက်ရှောက်မှုစေကန်းကိုလည်းပူးတွဲဖွင့်နှင့်သွားမှာဖြစ်ပါတယ်ဒီဘက်ကဆိုတာကျွန်တော်တို့အခမဲ့ဆေးပေးကန်းနဲ့ဒီအခမဲ့ဆေးပေးကန်းဆိုတာကျွန်တော်တို့ဒီရက်ွက်တော့မရှိနော်မတွေကိုတနေ့ရောက်30ကုပေးမယ်ဒီဘက်ကတော့ကျွန်တော်အဖိုးဂီရာနာတွေ့ရမယ့်အဖိုးဖွားတွေအတွက်အဆောင်နေဆောင်ပါပါ ဟောဒီဆောင်လေးဒီဖိုးဘွားလေးတို့လည်းဒီဆေးကအရောက်30ကုပီတာနဲ့ဒီဖိုးဘွားလေးကိုဆက်ကြည့်ဖို့ဒေါက်တာရေးလည်းကျွန်တော်စီစဉ်ထားပါမုံမြတ်စိတ်ထားကျမရေးဆောက်ရှောက်မှုနဲ့ဘိုးဘွားဆောက်ရှောက်ရေးကေဟာဟာအကျယ်ဝင်းကပေတရာနဲ့80ရှိပြီးမြောက်ကလာပါမြို့နယ်ညရက်ကွက်မှာတည်ရှိတာဖြစ်ပါတယ်ကျွန်တော်မြောက်ကလာပါမြို့နယ်ညရက်ကွက်ဘုံမှာ69အေယာ69လမ်းကြားမှာရှိတဲ့မြေကွက်လပ်ပါဟုတ်ကဲ့ဒီအကျယ်ဝင်းကတော့ကျွန်တော်တို့ပေ80ပေတရာတော့ရှိပါတယ်ဟုတ်ကဲ့ မမြတ်စိတ်ထားအဖွဲ့ကို2012ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီးစင်ရနှုံးပါတဲ့ပြည်သူတွေအတွက်စေဝါအခမဲ့ကုသပေးနေရမှာအခုလိုဘိုးဘွားဆောက်ရှောက်ရေးဂေဟာကိုပါပူတွဲဖွင့်လှစ်ဖို့စီစဉ်နိုင်ခဲ့တာဖြစ်ပါတယ်ရှင်။ကျမညိုမာတက်ကသတင်းပေးပို့ထားတာပါ။